ယခုတလောခေစားနေတဲ့နမကြီးနေတဲ့ Google Gemini Pro တနစ်စာ free ရယူမှုအကြောင်းလေးကိုကျွန်တော်ပြောပြပေးမှဖြစ်ပါတယ်။ရယူပုံအစဉ်အဆက်ကိုကျွန်တော်တဆင်ချင်းကျွန်တော်တို့ Google AI Pro ဟိုအကောင့်ပါဆိုရင်ကျွန်တော်အိန္ဒိယနဲ့ USA ကိုအမေရိကကိုအဓိကအကြောင်းသားတွေအတွက်အဓိကပေးတာဖြစ်ပါတယ်။ကျွန်တော်တို့ ပထမဆုံးအနေနဲ့ကျွန်တော်တို့ VVI ကိုကျွန်တော်တို့ချိန်ပါမယ်ခင်ဗျာကျွန်တော် UFPVI ကိုချိန်ပြီးမှကျွန်တော် Gemini ကိုအသုံးပြုလို့ရမှာဖြစ်ပါလေကျွန်တော် Google Gemini Student ဆိုပြီးကျွန်တော်ရိုက်ပြီးရှာပါမယ်ခင်ဗျာအဲကျွန်တော်တို့ Google အဲဒီမှာတနစ်စာဆိုတာလေးပေါ်လာပါမယ်ခင်ဗျာ get over ဆိုတာလေးပေါ်မှာလေကျွန်တော်အဲ့ဒီ get over ဆိုတာကျွန်တော် vivian ခန္ဓာလို့အဲ့လိုပေါ်တာပါဗျာအာ vivian ခန္ဓာတွေ get over လို့ကျွန်တော်တို့နှိပ်ပါမယ် vivian you are student status ဆိုပြီးပေါ်လာပါတယ်ကျွန်တော်အဲ့ဒီမှာအိန္ဒိယအာ creator တွေကတော့လုပ်လို့ရတဲ့အတွက်ကျွန်တော်အိန္ဒိယလို့ရိုက်လိုက်ပါမယ်အိန္ဒိယလို့ပြလိုက်မယ် school မှာတော့ကျွန်တော်တို့ LSD ART ဆိုရိုက်လိုက်အောက်မှာ LSD ART motion school ဆိုပြီးတော့ကျွန်တော်တို့ပေါ်လာအားတွေကိုကျွန်တော်တို့ click နှိပ်လိုက်ပါမယ်နှိပ်လိုက်ပြီးအားတွေကိုတော့ copy ကူးထားတာကောင်းပါလေ copy ကူးထားလိုက်နောက်တခါဆိုရင်ကျွန်တော်တို့ပိတ်ချတဲ့ချိန်ကျရင်ဒါပြန်ရိုက်ဆရာမလို့တော့ပေါ့ဗျာအဲကျွန်တော်တို့ဒီအောက်မှာဆိုရင်တော့ဒီမှာဆိုရင်တော့ကျွန်တော်တို့နာမည် fan name နဲ့ last name ထည့်ပါမယ်ဗျ fan name နဲ့ last name ထည့်ပြီးွားရေဆိုကျွန်တော်တို့ date of bad ပေါ့နော် bad day ကျွန်တော်တို့ထည့်ပါမယ်ဗျကျွန်တော်တို့ဒီမှာတော့စတင်ပါစနေရက်နေ့3ည3ည4အဲဒီလိုလေးရိုက်ထည့်လိုက်ပါဗျရိုက်ထည့်ပြီးတော့နောက်တစ်ခုကတော့ကျွန်တော်တို့ email address ထည့်ရမှာလေ email address မှာတော့ကျွန်တော်တို့အပေါ်အတူောက်ပေါ့ဗျာ t a ီအဲ့လိုရိုက်မယ်ပြီးရင်09122004 s အဲကျောင်းသားအီးမေးလ်လုံးမှာအတွက်ကျွန်တော် edu@acc.in တို့လင့်ဖြစ်မယ်ဒီအားလေးကျွန်တော်တို့ရိုက်လိုက်ပါမယ်ဒီရလာပြီကျွန်တော် verify စတန်တက် very fine ကိုကျွန်တော်တို့နှိမ့်လိုက်ပါမယ်နှိမ့်လိုက်တဲ့အချိန်ကျွန်တော်ဒီလိုအဲဟိုအဒေါကူမန့်ဆိုတဲ့ဟာရောက်လာကျွန်တော်အဒီအဲ2 band ကိုကျွန်တော်ကြောင်းသားဟာဟာကိုကျွန်တော်လောရမှာကြောင်းသားကက်ကလေးလောရမှာဖြစ်တဲ့အတွက်ကျွန်တော်ကြောင်းသားကဟိုလောရမှာကျွန်တော်ဓာတ်ပုံလေကိုဓာတ်ပုံမထည့်ခြင်းဆိုတော့ဓာတ်ပုံ website ကတော့ကျွန်တော်သွားယူပါမယ်ဗျာဘာ website လဲဆိုတော့ကျွန်တော်တို့ဟို passport password password site photo ဆိုတဲ့ဟာကြီးရိုက်ချလိုက်မယ်ကျွန်တော်တို့အဲ့ဒီမှာ image ကိုယူလိုက်ပါမယ် image မှာကိုကြိုက်တဲ့ devon လေးလိုက်ယူလိုက်ပါဗျအဲ့ဒီတဲ့အစင်စီတဲ့ပုံလေးတပုံကျွန်တော်တို့ယူပြီးတော့ save ပါမယ်ခင်ဗျာโอเคတွေ့ပါပြီကျွန်တော်တို့ဒီပုံလေးကို share save ပါမယ်ဗျဒီပုံလေးကို save လိုက်ပါမယ် โอเคကျွန်တော်ကတော့ဒီပုံလေးကိုစေးလိုက်ပါပြီဗျစေးပြီးတော့ကျွန်တော်နောက်ထပ် website တစ်ခုကိုသွားပါမယ်ဗျဓာတ်ပုံတော့ရပြီဆိုတော့ကျွန်တော်ဟိုចောင်းလာကပ်ပုံစံကြီးလုပ်ဖို့အတွက် website တစ်ခုလောက်မယ်အဲ G A M I TIN SA ဆိုပြီးတော့ကျွန်တော်ရိုက်လိုက်မယ်ဗျရိုက်ချင်အဲ့ဒီ website ကိုရိုက်ချလိုက်မယ်ဗျ အဲ့ဒီ website ရဲ့အောက်မှာကျွန်တော်တို့အဲကျွန်တော်တို့ student id guide cap maker ဆိုတာလေးကိုကျွန်တော်တို့နှိပ်လိုက်ပါမယ်ဗျ student id guide မိကာဆိုတာလေးကျွန်တော်နှိပ်လိုက်ပါမယ်နှိပ်လိုက်တော့ဒီလို student id ကမိကာလေးဆိုတော့ပုံစံလေးပေါ်လာပြန်အဲ့ဒီမှာကျွန်တော်တို့ကဒီဟာတဲ့လုံးမှအတွက်ကက်လုံးမှအတွက်ကျွန်တော်တို့ကဒီဟာ login ဝင်ပြရမယ်ဗျဒီဟာရိုက်လို့တော့မရဘူးဗျ login ဝင်ရမယ်ဗျ အဲဒီလိုလေးပေါ်လာကျွန်တော် log in ဝင်လိုက်မယ်ဂျီမေးအကောင့်နဲ့ကျွန်တော် log in ဝင်လိုက်ပါမယ်အခုလို့ဆိုကျွန်တော်တို့ log in ဝင်လိုက်ပါပြီကျွန်တော်ဂျီမေးနဲ့ကျွန်တော် log in ဝင်လိုက်ပါပြီ တော့ရင်ဝင်လို့ရတော့ပါတယ်ဆက်ဆက်ဖူးလူဖြစ်သွားပါပြီဒီ MN TISA ဆိုတဲ့အဲ့ဒီ website ကနော်ကျွန်တော်ပြန်ထွက်လိုက်ပါပါတယ်ကျွန်တော်ကရမယ်သူ link ကိုကူပြီးတော့သွားလို့ရတယ်လို့ကျွန်တော်နောက်ကိုလည်းပြန်သွားလို့ best speed ပြန်ဆုပ်လို့ရပါတယ် ။ဟောကျွန်တော်ဒီဒီ site ကိုဒီပုံစံလေးရောက်သွားပြီဆိုကျွန်တော်တို့ဒီမှာနာမည်ရေးလို့ရပါသေးရ။ you are name ဆိုတဲ့အကြောင်းကျွန်တော်နာမည်လေးရေးလိုက်ပါမယ်ရ။နာမည်ရေးပြီးအောက်မှာ you are photo ဆိုတဲ့နေရာမှာကျွန်တော်စောတော့ကစိတ်ခဲ့တဲ့ဓာတ်ပုံလေးကျွန်တော်သွားယူပါမယ်ရ။ဒီအတက်ပိုင်းလေးတွဲလိုက်ပါကြီးရအဲအဲ့ဒီရဲ့အောက်မှာ your photo ရဲ့အောက်မှာကြာတော့ကျွန်တော်တို့ထည့်ပြီးတော့ အယန်းကေ AR NS Motion School ဆိုပြီးကျွန်တော်ရိုက်လိုက်ပါမယ်ခင်ဗျာအဲဒီ college school logo နားမှာဆိုကျွန်တော်ကြိုက်နေတဲ့ logo လေးထည့်ပါကျွန်တော်တို့ရှေ့က logo လေးပဲထည့်လိုက်ပါတယ်ခင်ဗျာလိုဂိုလေးထည့်ပြပြ လပ်နေရာမှာကျွန်တော်တို့ ARD လို့ရိုက်ပါမယ်ဒီကရူနမ်မနေရာမှာကျတော့ကျွန်တော်တို့ပုံမှန်ပေးထားတဲ့အတိုင်း09 12204ဆိုရရိုက်ပါမယ်။အောက်ကမှာတော့ကျွန်တော်တို့ငွေသက်ကလေးထည့်ပါမယ်ဒီက format ပုံစံလေးကြာလာပဲအတီတိုင်းလေးကျွန်တော်တို့ထည့်ပေးပါမယ်ကျွန်တော်အပေါ်မွေသက်ကလေးကလေးကျွန်တော်တို့ထည့်ပါမယ်အပေါ်မွေသက်ကလေးကိုကျွန်တော်တို့ထည့်ပေးပါမယ်ကူပြီးတော့ကျွန်တော်ကအစ်ရှူရနေရမှာတော့2025လို့ပဲရည်လိုက်ပါမယ် 2025အပြီးတော့အထွက်နေရာမှာကြာကျွန်တော်ဟိုအပေါ်မှာကြောင်းလိမ့်စာနေရာမှာလေးထည့်ခဲ့တဲ့အတိုင်းလေးကျွန်တော်အဲ့ဒီလိမ့်စာလေးကိုကျွန်တော်ပြန်ပြီးတော့ထည့်ပါမယ်ကြာလိမ့်စာလေးဟုတ်ကဲ့ကျွန်တော်လိမ့်စာထည့်ပြီးဆိုမိုဘိုင်းနံပါတ်ဆိုတော့ကျွန်တော်ဖိတ်ဖိတ်မိုဘိုင်းနံပါတ်ထည့်မှတော့အိန္ဒိယက6090လဲဆိုတော့ကျွန်တော်နောက်ကတော့ရှစ်လုံးထပ်ထည့်ပြီးလိုက်ပါမယ်ကြာ ျွန်တော်တိတ်ကတော့ပဲ၈အထိပဲထည့်ထည့်ကျွန်တော်နှစ်ကတော့၉အထိပဲထည့်သုံးကတော့၁၀အထိပဲထည့်ကိုဖုန်ကိုကတော့ကျွန်တော်ကတော့သုံးကတော့၃ညအထိကျွန်တော်ထည့်လိုက်ပါတယ်ဗျာပြန်ကျွန်တော်ခီတက်ကက်ကလေးနှိပ်လိုက်ပါမယ်ဗျာ အနှိပ်ပြီးကျွန်တော်တို့တွေ cap clip ကြာလာပြီဗျာ cap ပုံစံလေးကြာလာပြီဗျာကျွန်တော် student id cap maker လေးဟိုတခုပြီးသွားပါပြီခင်ဗျာအဲ့ကျွန်တော်အဲ့ဒီ cap clip ကိုကျွန်တော် download ဆွဲပါမယ်ခင်ဗျာ download ဆွဲပါမယ်တောင်းတော့လေးကိုနှိပ်ပါမယ် အဲကျွန်တော်ဖိုင်ထဲမှာသွားစေးပါမယ်ဗျဒီကြောင်းသားကက်ကလေးရသွားပါခင်ဗျအဲ့ဒီရမယ်ဆိုရင်ကျွန်တော်ဒီဘက်ကိုပြန်သွားပါမယ်ဗျကျွန်တော်တို့ကျွန်တော်တို့ဒီအဲ document နေရာလေးမှာကျွန်တော်ထည့်ပါမယ်ဗျအောက်မလို့အဲ document လေးကိုနှိပ်ပါမယ်နှိပ်လိုက်တဲ့နေလိုက်တော့ကျွန်တော်တို့ကက်ကလေးဆော့တော့ down လာတဲ့ကက်ကလေးကိုကျွန်တော်တို့ ဟိုထည့်လိုက်ပါမယ်အတက်တွေ့လိုက်အဲကျွန်တော်ဒီလိုရပြီဆိုရင်အဒေါကူမန့်နဲ့ဘာမှထည့်စရာမလိုပါဘူးခင်ဗျာကျွန်တော်ပြီးရင်ဆက်မစ်ကိုနှိပ်လိုက်ပါမယ်အဲမိနစ်စက္ကန့်20လောက်တော့ကျွန်တော်စောင့်အောင်မယ်ဒီကအဲအမစက္ကန့်20စလာပါပြီဗျာ ကျွန်တော်တို့ verify လောက်လိုက်တဲ့ဟာလို့ processing သူတို့ကစစ်ဆေးနေပါတယ်လို့ပြောတယ်အဲ second 20တောင်မသေးပါဘူး15 second လောက်အဲဆိုရင် you have been verify ဆိုပြီးတော့ကျွန်တော်တို့ပေါ်လာပါဗျာအဲကျွန်တော်ဒီနေ့စာ verify လုပ်ဖို့အတွက်ကျွန်တော်တို့လက်ခံလိုက်ပါပြီအဲ့ဒီလိုလက်ခံလိုက်ပါအဲကျွန်တော်တို့ get google ai pro ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ဗျာ နှိမ့်လိုက်ရင်ကျွန်တော် payment ချိတ်ဖို့ဟာလေးတောင်းလာပါမယ်အဲ့ဒီ payment ချိတ်ရတဲ့ဟာလေးတောင်းလာလိမ့်ပါမယ်ကျွန်တော် get student offer လေးကိုနှိပ်ပေးပါမယ်ဗျာ get student offer လေးကိုကျွန်တော်နှိပ်လိုက်ပါမယ်ဗျာနှိမ့်လိုက်မှကျွန်တော် payment ချိတ်ဖို့ချိတ်ခိုင်းပါမယ်ဗျာကျွန်တော်တို့အဲ့ဒီ payment ချိတ်ကိုကြိုက်တဲ့ payment ကိုကျွန်တော်ချိတ်လို့ရပါခဏလေးစောင့်ပါဗျာ payment ချိတ်ဖို့ အဲကျွန်တော်ပေးမဲ့ကြိုက်တဲ့ဟာနဲ့ချိန်လို့ရပါတယ်ကျွန်တော်ကတော့အက်ကက်နဲ့ပဲချိန်လိုက်ပါမယ်ဗျအက်ကက်ကိုနှိပ်ပါမယ်အဲကျွန်တော်ကတ်နံပါတ်ရိုက်ထည့်ပါမယ်ဗျကျွန်တော်ရဲ့ဗီဇာကတ်နံပါတ်ကလေးကျွန်တော်ရိုက်ထည့်လိုက်ပါမယ်အဲဗီဇာကတ်ကတက်တန်းကုန်နဲ့ ရက်တွေကျွန်တော်ရိုက်ပါမယ်လနဲ့ခုနှစ်နဲ့ပြီးတော့ရင်ကျွန်တော် CVV ဆိုတဲ့ကုတ်နံပါတ်3လို့ရိုက်ထည့်ပါမယ်အရင်ကြလာပါစေအဲ့ USA လိုခွေချင်းအဲ့ဒီမှာကျွန်တော်တို့စစ်ကုတ် poster စစ်ကုတ်တောင်းလာပါစေကျွန်တော် poster စစ်ကုတ်တောင်းလာဆိုလဲစိတ်ပူစရာမလိုပါဘူးကြာကျွန်တော်တို့ USA poster စစ်ကုတ် list ဆိုပြီးတော့ကျွန်တော်တို့စစ်ကုတ် list ဆိုပြီးအားရိုက်ရှာလိုက်ပါစေအဲ့ဒီ website ကလေးမှာ ကျွန်တော်တို့ဒီຢာလေးကိုထည့်လိုက်ပါလေဗျဒီဈေးကုတ်ကလေးကိုကျွန်တော်တို့ထည့်ပေးလိုက်ပါလေဒီစကုတ်ထည့်ပြီးတော့ကျွန်တော်တို့ဘာလို့စေအကွန်တိန်စေနှိပ်လိုက်ပါမယ်ဗျ စေကိုနှိမ့်လဲပါမယ် okay အဲကျွန်တော်တို့စေနှိမ့်လဲကျွန်တော်တို့ဒီမှာကျွန်တော်တနစ်စာ free ရရဆိုတော့ဟာဒီပေါ်လာမှာစရအပေါ်မှာကျွန်တော် step step 2ရ12လ free travel ဆိုပြီးကျွန်တော်ပါလာလိမ့်မယ်စရအဲအောက်ကတော့ ျွန်တော်ငွေစတောင်းတဲ့ဒိတ်တွေပေါ်လာပါမယ်။အဲလိုဆိုရင်ကျွန်တော်တို့တနစ်စာ free ဒီ Gemini Pro ကိုကျွန်တော်တို့ရရှိသွားပြီဖြစ်ပါလေဒီက။အဲအဲ့ဒီဟိုရပြီဆိုတော့ကျွန်တော်တို့ subscribe လေးကိုနှိပ်ပါမယ်ဒီက။စကရိုက်ကိုနှိပ်ပြီးကျွန်တော်တို့ အဲဒါဆိုတော့ successfully ဖြစ်သွားတယ်ဒီ secretary ဆိုကျွန်တော်တို့ဆိုအဲ့ဒါဆိုရင်ကျွန်တော် visa နဲ့ဒီဟာအကောင်လုံးချိတ်ပြီးသွားပြီကြာအဲ့ကျွန်တော်တို့အမှအကောင်လုံး နော်တို့ဒါအဲ့ဒီသုံးလို့ရတယ်ဆိုတဲ့အကြောင်းကျွန်တော်အဲ TOV ရထားတာပါဗျာအကျင်းနဲ့ပြီးရင်ကျွန်တော်တို့ go to gemini ဆိုတာလေးနှိပ်လိုက်ပါမယ်ကျွန်တော် pro ရမရတစ်ချက်ကြည့်ပါမယ်ကျွန်တော်တို့အကောင့် pro ဖြစ်မယ်အခုကတော့ pro မဖြစ်သေးတော့ခဏကြည့်လိုက်ပါ refresh ပေးလိုက်ပါမယ်အဲဒီမှာ pro ဆိုတာလေးပေါ်သွားပါခင်ဗျာကျွန်တော်တို့တွေ့တယ်လေ pro pro လေးပါဗျာအဲ pro လေးပေါ်သွားပါကြီးကျွန်တော်တို့အကောင့်က pro အကောင့်ဖြစ်သွားပါပြီခင်ဗျာ အမတနစ်စာ free ကျွန်တော်တို့အကြိုက်သုံးလို့ရပါပြီကျွန်တော်ဒီလိုနီးနဲ့လဲကျွန်တော်တို့ဟို Gemini Pro တနစ်စာ free ကြောင်းသားကတ်နဲ့ကျွန်တော်တို့ဟိုဒီလိုပြီးရယူလို့ပြီးသွားပါပြီခင်ဗျာအဲကျွန်တော်ကြည့်ပါစေကျွန်တော် Pro Pro ဆိုတဲ့အရာလေးကျွန်တော်တွေးပါမယ် အဲ 2TB လေးရမယ့်ကျွန်တော်တစ်ချက်ကြည့်ပါမယ် 2TB လေးဟိုကျွန်တော်တစ်ချက်စစ်ကြည့်ပါမယ်အဲ Google Drive ကိုသွားပါမယ်ကျွန်တော်အဲကျွန်တော်အဲ Drive ထဲကျွန်တော်ဝင်ကြည့်လိုက်ပါမယ်ခင်ဗျာ စစ်ကြည့်လိုက်ပါမယ်။ဒါမှလည်းကျွန်တော်အရင်တော့စေ့ထားတဲ့အဲ dry တဲ့မှာထည့်ထားတဲ့အားတွေရှိတယ်ခုနှစ်ကကျော်လောက်ရှိတယ်။အဲကျွန်တော်ဒီမှာတွေ့ရတယ် 2TB ဆိုတာဒီကျွန်တော်ရလာပါသေးတယ် storage ကတော့နော် 2TB လို့ပါတယ်။အဲကြော်ညာလေးတွေတက်ပါတယ်။အဲကြော်ညာလေးတက်လိုက်ကျွန်တော်ပိတ်ပေးလိုက်ပါတယ်ရပါလိမ့်မယ်။ ကျွန်တော်ရမရဆက်စီတာပါဗျာအာကျွန်တော်ပရိုကောင်းရအောင်လဲជីမီးတွေတဲ့ရတယ်ကျွန်တော်တို့အကုန်လုံးဝင်ជីမီးနဲ့လဲလို့ရပါတယ်ကျွန်တော်တို့ဒီမှာအာ Google App တွေရောအကုန်လုံး Play Store တွေရောကျွန်တော်အကုန်ကျွန်တော်ချိတ်ဆက်လို့ရသွားပါပြီခင်ဗျာ YouTube နဲ့ပဲချိန်မလားကျွန်တော် Google App နဲ့ပဲချိန်မလားကျွန်တော်တို့အကောင်လုံးရပါပြီ Play Store တို့ Shopping တို့ DOC တို့ Chi တို့အကောင်လုံးမှာကျွန်တော်တို့ချိန်ဆက်လို့ရသွားပါပြီကျွန်တော်အဲ့လိုချိန်ဆက်တနေ့စာဖီးရသွားတဲ့ဗိုက်တွေအဲ့ဒီကျွန်တော်တို့ဒီ visa ကကတ်ထဲမှာရှိပတ်စံရှိနေတယ်ဆိုတော့ကျွန်တော်ဒီတနေ့ကုန်သွားတယ်ဆိုရင် ျွန်တော်တို့ဒီဗီဇာကတ်တဲ့ကတော့ကျွန်တော်ပတ်စံဖြတ်သွားမှာရေးပါအဲ့လိုပတ်စံဖြတ်ရတော့မကြည့်အောင်ကျွန်တော်တို့ဒီကယ်ဆယ်ဟောဘာလဲ membership ကျွန်တော်ပြန်လုပ်ပါမယ်ဆရာကျွန်တော်ကယ်ဆယ် membership လုပ်ဖို့အတွက်ကျွန်တော်ဒီထဲကတော့ setting နဲ့ဝင်ပါမယ်ဆရာကတ်ကိုဖြုတ်ဖို့အတွက် setting နဲ့ဝင်ပြီးကျွန်တော်ကျွန်တော်ကယ်ဆယ် membership ဆိုတာလေးတွေ့တယ်မဟုတ်လားဆရာကယ်ဆယ် membership ကလေးကိုကျွန်တော်ဒီဘက်ကိုတစ်ချက်နှိပ်လိုက်ပါမယ်ဆရာ အဲကျွန်တော်တွေ့ဆိုကယ်ဆယ်နှိပ်လိုက်ပါမယ်ဗျာကယ်ဆယ်နှိပ်လိုက်ပြီဆိုဒီဘက်မှာကယ်ဆယ် member ship ကလေးကျွန်တော်တစ်ချက်ထပ်နှိပ်ပါမယ်ဗျာဒီနေ့ကျွန်တော်ဒီလိုလေးပေါ်လာပါဗျာဒီ one one tp ဒီဘက်ဘယ်နေမှာဒီကကုံဆုံးမှာဆိုတဲ့အကြောင်းကျွန်တော်တို့တို့ကပြောပြရတာပါဗျာကျွန်တော်တို့အဲ့ဒီကုံဆုံးပြီးရင်ကျွန်တော်တို့ဒီတလောက်ဟို19.99ဒေါ်လာ ပေးဆောင်ရမယ်ဆိုပြီးတော့ဒီကတ်ထဲကနေဖြည့်မယ်ဆိုပြီးတော့ကျွန်တော်အဲ့လိုမျိုးကျွန်တော်တို့ပြည့်ရတာအားမလို့ကျွန်တော်တို့ကဒါကိုဖြုတ်မှအတွက် money ကိုကျွန်တော်တို့နှိပ်ပါမယ်ခင်ဗျာ money နှိပ်တယ်ဒီမှာကျွန်တော်တို့ဒီတနေ့စာဒီနေ့ဒီကျွန်တော်တို့ October 10ရက်နေ့မှာကျွန်တော်ကုန်ဆုံးမယ်ဆိုပြီးတော့ဟောပေါ့နော်အဲတလောက်ကိုဒေါ်လာ19.99ဒေါ်လာကောက်မယ်ဆိုပြီးတော့ဖြည့်မယ်ဆိုပြီးတော့ဒီကတ်ထဲဒီကတော့ကျွန်တော်ကတ်နံပါတ်ပါအဲကျွန်တော်တို့ဒီမှာ cancel membership ကိုကျွန်တော်တို့နှိပ်လိုက်ပါမယ်ဗျာအဲဒီဘက်ကခလုတ်လေးကျွန်တော်ထပ်နှိပ်ပါမယ်အဲ့လိုနှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာအဲ cancel successfully subscribe ဆိုတာ successfully ဖြစ်သွားပဲ cancel subscribe လုပ်တဲ့ဟာ successfully ဖြစ်သွားတဲ့အတွက်ကျွန်တော်တို့ဒီမှာ ပေါ်လာပဲဒီလိုပဲဒီတရက်နေ့အော်တိုဘာတရက်2026ရက်နေ့ဒီနောက်ပိုင်းကိုသူကဒီဟောကက်ဖြုတ်ထားတဲ့အတွက်မဖြတ်တော့တော့ဘူးဆိုပြီးတော့ဒီမှာကျွန်တော်တို့ဂျီမေးကိုလည်းမေးလမ်းပို့ပေးပါတယ်ဗျာကျွန်တော်တို့ဒီຢာလေးကိုဟောဒီဟောပရိုပေါ့နော်ဆက်လက်အသုံးယူမယ်ဆိုရင်ကျွန်တော်တို့ဒီဘက်ကနော်အဝီစခရိုင်လာအဲအားကြီးနှိမ့်လိုက်ရင်ကျွန်တော်တို့ဒီဒီအကောင့်ဒီ promotion ကိုထပ်ပြီးသုံးဆွဲလို့ရပါခင်ဗျာအဲအဲ့တော့ကျွန်တော်တို့ဒီဒီကဲဆယ်လုတ်လိုက်တဲ့အတွက်ကျွန်တော်တို့အကောင့် pro မြန်ပြုတ်သွားလာမှလို့ရတယ်ကျွန်တော်ပြန်ကြည့်ပါမယ်ဒီမှာ pro เนาะဒီဓာတ်လေးကိုကျွန်တော် refract refract လေးနှိပ်လိုက်ပါမယ် refract ပြလိုက်ပါမယ် pro အဲကျွန်တော်ပြလိုက်ပါရင်เนาะပြလိုက်အဲဒါ pro ပဲเนาะ pro ပဲကျွန်တော်တို့ဒီ pro ကတော့ပြုတ်မသွားဘူးဒါပေမဲ့ cat ထဲကเนาะဟောတော့ ငွေမပြတ်တော့ကက်တော့ဖြုတ်လိုက်ပါကြီးဗျာကက်ဖြုတ်ပြီးပါပါကြီးဗီဇာကက်ကိုဖြုတ်လိုက်ပါပြီကျွန်တော်တို့အဲတနစ်စာ free ကိုကျွန်တော်တို့ကောင်းမွန်စွာရရှိသွားပါကြီးအဲ့လိုစိတ်ချလက်ချကျွန်တော်တို့သုံးသွားပါပြီမေးတီကြတဲ့မေးသွားတယ်လို့မရှိတော့ပါဘူးကြတခါတည်းဖြုတ်ထားလိုက်ကြပါဖြုတ်ပြီးပါကျွန်တော်တခါတည်းတင်ပေးတာဖြစ်တာတခါတည်းဒီအဲ့လိုကျွန်တော်တစ်ဆက်သေးပဲဟာသိတာလေးကိုဝင်ရပေးတာပါ ကျွန်တော်တို့ဒီကပြန်ကြည့်လိုက်ပါခင်ဗျာအစတင်အမှာဒီ money second membership ထဲကိုအဲ renew membership ပဲရှိတော့မှာ cancel မတွေ့တော့ပါဘူးကြည့်နော် cancel membership အဲ့ဒီ renew လေးပဲတွေ့တော့မှာအဲ့ဆိုကျွန်တော်တို့ gap ကဖြုတ်ပြီးွားကြီးကျွန်တော်တို့တင်းစား free ကိုအောင်းနေစားရရှိသွားပြီဆိုပြီးတော့ကြောင်းကျွန်တော်တို့ဒါတိရှိရပါပြီကျွန်တော်တို့ချီကိုလည်းမေးပို့လာပြီးပါပြီမေးလည်းရောက်လာပါလေခင်ဗျာ အမလို့မိတ်ဆွေညာအားလုံးလည်းအဲကျွန်တော်လိုပဲဒီ Google Gemini Pro တနစ်စာ free အားယခုလိုတဆင်ချင်းလွယ်ကူစွာရယူလို့ရရနေသေးပါကြောင့်ကျွန်တော်အနေနဲ့ပြောကြားလုပ်ပါတယ်ကျွန်တော်သီးတော့ဆိုရင်ဒီ setting အော်တိုဘာ6ရင်းနေ ठी ပဲအဲဒီဟာကိုပေးမယ်လို့ promotion ရှိတယ်လို့ပဲသိရပါတယ်6ရက်နေနောက်ပိုင်းဆိုကျွန်တော်တို့ဒါရိုက်လို့မရတော့ဘူးသိပါတယ်ကျွန်တော်ဒီကြားထဲမှာ6ရက်အတွင်းမှာကျွန်တော်တို့ဒီကျွန်တော်ခုတင်ပြပေးသလိုပဲကျွန်တော်ပြောပြပေးလို့ပဲ single single လုတ်သွားပေးမယ်ဆိုရင်ကျွန်တော်တနစ်စာ Google Gemini Pro တနစ်စာ Free ရရှိမှာဖြစ်ပါတယ်ကျွန်တော်တို့ចောင်းသားအနေနဲ့ရမှာဖြစ်ပါတယ်အိန္ဒိယနဲ့ အမေရိကကိုအဲကျောင်းသားတွေကိုအဓိကအာသူတို့က promotion ပေးတဲ့သဘောပါအဲ့ဒီတော့ကျွန်တော်တို့က VPN ခံပြီးရမှာဒီတနစ်စာ free ကိုကျွန်တော်ရယူပါဒါဆိုကျွန်တော်ရယူမှုကအောင်မြင်တော့ပါကြီးဟုတ်ကဲ့ပါမိတ်ဆွေများအားလုံးလည်းအစဉ်ကြီးလေးမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ